အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ရင်ထားလာမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖန်ကြီးရောမြန်မာနိုင်ငံကဘာကြောင့်ဆင်းရဲသလဲဆိုတာကိုရှင်းပြလာတဲ့ Goshare လေးရဲ့ရုပ်သံပြီးတော့ဘာလဲကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒွမ်ဘောက်ရှော်လေးကဘလို့ join နဲ့ပတ်သက်ပြီးပြန်လဲမျှဝေထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖာပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ရင်ထားလာမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ 有学历吧？啊，这种标准呢，讲下的嘛。当的毕业，朋友都在不过，不起码从这种标准。当的毕业，朋友都在不够 GDP 有抱怨，朋友都在没提起来的。GDP 下，能干都能到阿龙耶，空阿的，出门热做事的，人人都能出得这样差大的。 တူးပေါ်မှုတွေရောင်းချမှုတွေကုန်သွယ်မှုတွေဓာတ်တွေအားလုံးကို GDP ထဲမှာထည့်သွက်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်အခုပေးခြင်းတဲ့ message ကမြမနိုင်ငံဟာဘာကြောင့်ဆင်းရဲတယ်လဲဆိုတဲ့ပထမဆုံး message ကိုတူတူတတုတ်ပြောခြင်းတယ် GDP ယိုပေါက်လို့ဆင်းရဲတာ GDP ကဘလို့ယိုပေါက်တယ်လဲဆိုတဲ့အခြေအနေကိုကျွန်တော်တိုင်းသူပြည်သားတွေအားလုံးသိအောင်ပြောရရင်တော့ဒီငင်းငယ် foreign နဲ့ဆက်ဆက်သွားလိမ့်မယ် ပထမဆုံး GDP ရိုးပေါက်တယ်ဆိုတာတိုင်းပြည်မှာရှိနေတဲ့လူတွေရဲ့လောက်ကင်ဆောင်ရွက်မှုအားထုတ်နိုင်မှုပြည်ငိမ့်စွာအလုံးလုံးနိုင်မှုပညာတင်နိုင်မှုကျန်းမာရေးဆိုင်ရာကုသနိုင်မှုလမ်းပန်းဆက်သွယ်ရေးကုန်သွယ်ရေးအက္ခတီဟာပထမဆုံးဂျိုပေါက်တဲ့အချက်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်ရင်ဓာရီဂျိုပေါက်သွားတယ်ဓာရီမလုံနိုင်တဲ့အတွက်ဂျိုပေါက်သွားတယ်ဒါ GDP ဂျိုပေါက်တာပါเนาะ ဒါတိတ်ချက်ပါနှိမ့်ချက်နောက်တစ်ခု GDP ယူပေါက်တာကဘာလဲလို့မေးရင်တဘာဝဘေးအန္တရာယ်ပါတိုင်းပြည်ကြီးကတိဆောက်ထားတယ်နော်လမ်းမဆက်သွေးကြီးတွေလည်းကောင်းတယ်နော်ချောင်းချောင်းအင်းအိုင်တရားတွေအကုန်လုံးကောင်းနေပြီမဲ့ငလျင်နေဖြစ်မဲ့ပုံတိုင်းတွေကျပြီးတော့အဲ့ဒီအပြက်စီးတွေနဲ့ကြုံလာရရင်လေအဲ့ဒီတိုင်းပြည်ဟာ GDP ယူပေါက်တယ်အဲ့ဒီအပြက်စီးတွေကိုပြန်လဲဖာထေးရတာမို့လို့ပါနော်ဆိုတော့ကျွန်တော်ပေးခြင်းနဲ့ အကြောင်းအရာတွေကနှစ်ချက်ပါသွားပြီဒါဆိုရင်တတိယအချက် GDP ယိုပေါက်တာကအဂတိလိုက်စားမှုပါအဂတိလိုက်စားမှုဆိုတာဟာအရန်ချောက်ဖို့ကောင်းပါတယ်လူလူချင်းကိုအာနာနဲ့ကြုံပြူတာလူလူချင်းကိုယာဒူးနဲ့ကြုံပြူတာလူလူချင်းကိုအခွင့်ရေးအတာစီရသူကမတရားပြုကျင့်တာအဲ့ဒါအဂတိလိုက်စားတာအဲ့ဒီလိုအဂတိလိုက်စားရင်လေ လူတွေမှာရှိနေတဲ့ကိစ္စလေးအတက်မြင့်လောက်ကိုပေါ့ဆိုင်လောက်တန်ဖိုးရှိတဲ့အရာတွေပေးပြီးတော့မှဒီပြဿနာတွေကိုဖြေရှင်းရပြီး ပေးလိုက်ရတဲ့ပေါ့ဆိုင်ဟာခုနအာနာရှိသူယာတူးရှိသူအခြေအနေကောင်းနေသူတွေရဲ့အိတ်တွေတဲကိုရောက်သွားပြီးတော့နိုင်ငံသူနိုင်ငံသားတွေမခံစားရတော့တဲ့အခြေအနေမျိုးကိုပြောတာနောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့အောက်ခွန်နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများမရရှိတာမှန်ကန်တဲ့အောက်ခွန်ဆိုတာဘာလဲဆိုဗမာနိုင်ငံမှာအချို့သောနိုင်ငံတွေမှာအောက်ခွန်ဦးစီးဌာနကတကားပေါက်ဆောက်လောက်ရှိရှိတဲ့လူတောင်မှအရန်ချမ်းသာနေတယ်ဆိုရင်ဒါမှားနေပြီအောက်ခွန်ဌာနကချမ်းသာစရာကိုမလိုဘူးတိုင်းပြည်ကိုချမ်းသာအောင် လုပ်ပေးရမှာလူတွေပေးတဲ့အခွန်တွေကိုနိုင်ငံတော်ဗန်ဒါတွေကိုရောက်အောင် လုပ်ပေးရမှာ နိုင်ငံတော်ဗန္ဒာတဲကိုဒီငွေတွေရောက်မှတိုင်းသူပြည်သားတွေခုနကျွန်တော်ပြောတဲ့တဘာဝ BNDA တွေပြည်တွင်းစစ်တွေအဲ့လိုခံစားနေရတဲ့နေရာတွေမှာပြန်လဲကုတပြီးတော့မှဖေးမှထူထောင်ရမှာဒါကြောင့်မြန်မာနိုင်ငံဟာ GDP အရန်ယိုပေါက်သွားပြီးပိတ်လို့လည်းမရတော့ဘူးတလဟောယိုကျနေတဲ့တိုင်းပြည်ဖြစ်တယ်မြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရတွေသာချမ်းသာပြီးတော့အဲ့ဒီအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ပြည်သူတွေမွဲသွားတာဟာ GDP ရိုပေါက်တာဖြစ်တယ်။ဒါကျွန်တော်အမှန်ပြောတာ။အဲ့မှာခင်ဗျားတို့ပြောနေတဲ့ခြားစားမှုတွေလက်ဖက်ရည်ကြီးတွေဂါရတာတွေဘယ်နှပုံးပေးရတာတွေအဲ့ဒါတွေအားလုံးဟာတိုင်းပြည်အတွက် GDP ရိုပေါက်တာ။နော်ပါမစ်တွေပါမဲ့တွေပါမစ်အဆင့်အဆင့်တွေဒါတွေအားလုံးဟာ GDP ရိုပေါက်တာ။ဒါဆိုရင် GDP ရိုပေါက်ရခြင်းအကြောင်းရင်းရဲ့ပထမအဆင့်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်။ပြည်တွင်းစစ်ဖြစ်လိုက်ပြီဆိုတာနဲ့ခုနကလူမှုပဝန်းကျင်တွေလူနေထိုင်မှုစနစ်တွေ ကူးတန်းရောင်းဝယ်မှုပုံစံတွေပြီးတဲ့အခါကျတော့လူလူချင်းတံပိုးထားမှုတွေကျမ်းမာရေးတွေပညာရေးတွေအကုန်ထိခိုက်ကုန်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ပြောချင်တဲ့ P stock ကိုစမယ် PEACEP ဆိုတဲ့စကားလုံးလေးပေါ့ဗျာ PEACE ငါးလုံး ਨੇ ခင်ဗျားတို့အဲ့ဒါပွင့်ပွင့်လင်းလင်းကျွန်တော်ပြောရရင် P ကတော့ people people ဆိုတာ population ကိုပြောတာ people ရဲ့စကားလုံးစင်းသက်လာပုံက population ကနေစဉ်းသက်လာတာပြည်သူပြည်သူမရှိရင်အချုပ်ချာအနာမရှိဘူးအဲ့ဒီပြည်သူတွေကအထက်အရင်ခံပြုထားတဲ့နိုင်ငံတစ်ခုမှာ E လို့ခေါ်တယ် P E A C E peace နော် environment သူတို့နေထိုင်နေတဲ့ပါဝန်ကျင်ပြည်တနာလို့ပြောတာပြည်သူတွေနေထိုင်နေ environment ပုံစံ ဘလို့ရှိနေတယ်လဲဆိုတာကိုပြောတာအေးရဲ့အထိပဲ attitude လို့ခေါ်တယ်အဲ့ဒီပါဝန်းကျင်မှာလူတွေရဲ့ဇယိုက်တွေလက္ခဏာတွေပြုတ်မှုနေထိုင်ပုံတွေကိုဆိုလိုတာပါ right စီရဲ့အထိပဲ convince လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေကိုတဟဇာတမဖြစ်တော့ဘူးဆိုရင်တွေးဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့တဟဇာတဖြစ်အောင်လုပ်တဲ့ convince ဆိုတဲ့အဥ္စာကိုလုပ်ရပါလေဗျာ ဤရဲ့အဓိပ္ပာယ်ကတော့ effort ကြိုးစားအားထုတ်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်အများပြည်သူတွေနေထိုင်နေတဲ့ပဝန်းကျင်ကြီးထဲမှာအကျဉ်းစရိုက်လက္ခဏာတွေအဲ့ဒါတွေအရာအလုံးကိုတဟဇာတဖြစ်အောင်စုပေါင်းဆွေးနွေးပြီးတော့အားထုတ်ရခြင်းကို peace လို့ခေါ်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံမှာ peace ပထမဆုံးလုပ်တာ element atli နဲ့ဘူကျောက်အောင်ဆန်းမှာ ဒါခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောပြတာနော်မြန်မာနိုင်ငံလွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလန်ကိုရောက်သွားတယ်ဒါပေမဲ့သူတို့ပေးမှာမြန်မာလူမျိုးကိုပေးမှာမဟုတ်ဘူးမြန်မာနိုင်ငံကြီးကိုပေးမှာ element atlia ရှင်းပြတာဒါဆိုရင်အခြားတိုင်းရင်းသားတွေကခင်ဗျားရလာတဲ့ commitment ဒါမှမဟုတ်လဲ mandate အဲ့ဒါပြဆိုတော့ဗိုလ်ချုပ်အောင်ဆန်းမှာပါမသွားဘူး ်ဥအောင်ဆန်းမှာပါမသွားဘူးတခင်အောင်ဆန်းမှာအဲ့ဒါပါမသွားဘူးအင်္ဂလိပ်ကဒီကိုလိုနီကလွတ်လပ်ရေးပြန်ပေးတော့မယ့်အချိန်မှာရန်ကုန်မန္တလေးကိုပေးမှာမဟုတ်ဘူးဗမာတပီလုံးကိုပေးမှာဒါဆိုရင်အဲ့ဒီမှာပထမဆုံး peace talk ဆိုတာအဲ့ဒါအဲ့ဒီကနေစတယ်ဘူဂျောင်းဆန်းပြန်လာတယ်ဒုတိယ peace talk ကပင်လုံကြီးလာခံဖြစ်ပါတယ်နော်ဂျပန်ကိုငါတို့စစ်တပ်ကြီးကပဲတိုက်ခဲ့တယ် ်အင်းဒရိတ်ကိုငါတို့တပ်မတော်ကြီးကတော်လှန်ခဲ့တယ်ဆိုတဲ့သမိုင်းအလိန်ကြီးရဲ့အစစ်မှန်ဆုံးအခြေအနေက element နိုင်ရင်ဝန်ကြီး element atli နဲ့ဗိုလ်ချုပ်အောင်ဆန်းကို element atli ကပြောလိုက်တဲ့စကားလုံးရအောင်ရှာဖတ်တဲ့ကျွန်တော်တို့ကဗမာပြည်ကိုလွတ်လပ်ပေးမှာလွတ်လပ်ရေးပေးမှာခမရောက်ပေးတာမဟုတ်ခမရတောက်တယ်ကိုပေးတာမဟုတ်ဗမာလူမျိုးတခုတည်းကိုပေးတာမဟုတ်ဒါမျိုးလာသူကပြန်လာတယ်အခြေခံဥပဒေတက်တော့ရိုက်ပြီးတော့ 48ခွန်ကိုရေးကြတယ်ပင်လုံညီလာခံကိုလှုပ်ကြတယ်ဒါဒုတိယ peace stop လို့ခေါ်တယ်ပင်လုံညီလာခံဆို peace stop ပဲဒါခုနကကျွန်တော်ပြောတဲ့ people number 1 environment attitudes convene effort ကိုပြောနေတာဆိုတော့ okay ပင်လုံညီလာခံကြီးလဲ agreement လဲရရောပထမအောင်ဆန်းကြဆုံးသွားပြီ okay အင်္ဂလန်ကအဲ့ဒါမပြစ်ပဲဥနုနဲ့ဆက်သွားပြီးတော့လွတ်လပ်ရေးပေးခဲ့တယ်။ဒါ peace talk တွေဖြစ်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ပြောပြတာ။ဒါပေမဲ့ဗမာလွတ်လပ်ရေးဗမာအုပ်ချုပ်ပုံဗမာရဲ့နေထိုင်ပုံစီမံဆောင်ရွက်ပုံကိုဗြိတိရှားလုံးဝဝင်မရှုပ်တော့ဘူးဗျ။ရှင်းတယ်နော်ကျွန်တော်ပြောတာ။နံပါတ်2ကိုဆက်သွားမယ်1958မှာဥနုကဥနေဝင်းနဲ့အာနာတိန်ခိုင်းလိုက်တယ်ဥနေဝဲအာနာတိန်လိုက်တဲ့အချိန် ဲ့ဒီအချိန်မှာရဲဘော်၃ချိန်အဖွဲ့ဝင်တွေလည်းအများကြီးရှိနေတယ်။တခင်းတွေလည်းအများကြီးရှိနေတယ်။ဆိုရှယ်လစ်ကွန်မြူနတီလည်းအများကြီးရှိနေတယ်။ဘိုနေဝင်းအရန်ကာရောလုတ်လို့မရဘူး။ဒါနဲ့1960မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်။အဲ့ဒီအချိန်မှာဆိုရှယ်လစ်တွေကွန်မြူနတီကွဲကုန်ပြီ။ရဲဘော်ဖြူရဲဘော်ဦးနီရဲဘော်ဝါပြီးတော့တိုင်းရင်းသားဘလို့ပဲကွဲကွဲပါโอเคရွေးကောက်ပွဲလုပ်ပြီးတော့ဥနေဝင်းကခုနကကျွန်တော်ပြောတဲ့ 其他的全是有了，你嘛十阿那些路面讲，跑破路面也得来砌嘛，得去小边个伢来得跑一遍，OK？那肯定，全部东西不问你，喏啊，共同去你家里去，是不？就那白白连连标签那个，通过啊，超三天嘛，阿里崩山嘛，好造。单人打的呀，来，爸妈可以没有？爸妈这接，现在家了没去？ ဆိုတော့အဲ့ဒီမှာအခွင့်အရေးတောင်းဖို့ပြောလာကြတဲ့အတန်တွေထွက်လာတဲ့အချိန်မှာသူတို့ Federal ခွဲထွက်တော့မဲဆိုပြီးတော့ဘူနေဝင်းက1962ခုနှစ်မှာကျောင်းသားပေါင်းယောက်များစွာကိုတတ်ပြီးတော့အာဏာယူခဲ့တာအာဏာရှင်ဆိုတာအာဏာလက်ထဲရောက်သွားပြီးဆုတ်ထားတဲ့လက်ကိုပြန်မဖြန့်ဘူးဟုတ်ပြီနော်ယာဇတိအရေးပေါ်တုံးမှာအရေးပေါ်တုံးအဲယာဇတိအရေးတော်ပုံကျမ်းထဲမှာ ကွေးတော့လက်မဆန့်ခင်ဆန့်တော့လက်မကွေးခင်လို့ခင်ဗျားတို့ဖတ်ဘူးပေမဲ့အာနာရှင်ကဆုတ်ပြီးရင်ပြန်မပြန့်ဘူးလားဒါဒါကျွန်တော်အမှန်ပြောတာတော်ယုံတန်နဲ့တန်ယုံနဲ့ဒီအာနာကိုပြန်ကြသွားအောင်လဝါပြန်မပြန့်ဘူးโอเคကျွန်တော်ဘသူမှထိခိုက်ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်အချင်းနေမှန်တိုင်းပဲပြောတာဥနေဝင်လက်ထက်မှာပထမဆုံးဥနုလည်းရှိနေဥနုအာနာမသိင်ခင်ကားကိုပဲဒုတိယချိန်ငင်းချမ်းကြီး စကားပြောခဲ့တာကရင်ကောင်းဆောင်ကရင်ကောင်းဆောင်စောပါဦးကြီးကိုဗာပြောလိုက်လဲဆိုတော့မပူပါနဲ့ဗျာကရင်တကြက်ဗမာတကြက်ပါပဲဗျာခမည်းနေရခမည်းပြန်ကျုပ်တို့ရနေတဲ့တကြက်ကနေခမည်းငားမှုရမယ်ဗျာယုံသွားပြီးပြန်သွားကြတာဗျာအင်းစိန်တော်တက်သိမ်းထားပြီးပြီလေဟုတ်တယ်နော်โอเคအများကြီးကျွန်တော်ပုံကြီးချဲ့ပြီးမပြောဘူးဒါပေမဲ့ရခဲ့ရဲ့လားလို့ကရင်နေကိုမေးခွန်းထုတ်လိုက် ဟုတ်ပြီဒါဒါတတိယချိန်ပေါ့ဗျာဘူဂျုံနဲ့ပထမချိန်ဟုတ်တယ်မလားပင်လုံးကြီးလာကန်းဆိုတာလဲဒါဖိစတော့ပဲခင်ဗျားတို့ဒုတိယချိန်ဆရာစောဘဦးကြီးနဲ့တရင်ကောင်းဆောင်ကြီးဆရာစောဘဦးကြီးနဲ့ဒါတတိယအချိန်ပြီးရင်ဗမာပြုံကွန်မြူနတီပါတီနဲ့လုပ်တဲ့စတုဒ္ဓအချိန်လဲအားလုံးလက်လက်ချပြီးပြန်လာမယ်တမရတော်တမိုင်းမရိုင်းစေရဘူးလို့ခဏပြောနေကြတယ်လေ ြားမိလားဘာကိုပြောတာလဲသိလားနော်ဂုံတိတ်ခါရှိတော့တတ်မတော်ဆိုတဲ့စကလုံးတွေအမြဲတမ်းထိုးနေပြီဆိုရင်လူများများတတ်ပေးပါဂုံတိတ်ခါရှိတော့တတ်မတော်လို့ပြောနေကြပြီဆိုရင်လူများများတတ်ပေးပါလို့တောင်းဆိုနေပြီလို့မိတ်ဆွေတို့သဘောပေါက်လိုက်တော့တတ်မတော်ရဲ့အစင်လာကိုထိမ့်သိမ်းရမယ်လို့ပြောနေပြီဆိုရင်လူတွေအများကြီးကိုတတ်တော့မယ်လို့အဲ့လိုနားလေလိုက်အလုံးဝအမှန်တရားပဲ အဲ့ဒီလိုနဲ့ကချင်နေရှမ်းနေဦးနေဝဲအာနာတိမ့်ပြီးတဲ့နောက်မှာရခိုင်အချို့တွေတော်လန်ကြီးပေါ်ပေါက်လာကြတယ်။ဘာနဲ့ဖြည့်ရှင်းခဲ့တယ်လဲ။တက်ဖြတ်ပြီးတော့ပဲဖြည့်ရှင်းခဲ့တာမဟုတ်ဘူးလား။ကြောပုတ်မယ်ခေါင်းပုတ်မယ်။အကြိုက်လေးတွေကိုခေါင်းဆောင်တွေလောက်ကိုပေးပြီးအဲ့ဒီဒေတာတွေကတယံဇာတတွေကိုယူဖို့ပဲဖြည့်ရှင်းခဲ့ကြတာမဟုတ်ဘူးလား။ ဒါကျွန်တော်အမှန်တိုင်းပဲပြောတာနော်နောက်တစ်ခုထပ်ပြောမယ်ခဏိငိမ့်ချမ်းရေး peaceful run လို့ပြောတယ်တကယ်စစ်ဖြစ်နေတဲ့လူတယောက်မှမပါဘူးတဲ့စဉ်းစားကြည့်နော်အဲ့ဒါမြန်မာစစ်တပ်ကအငိမ့်စားဒုပုံမှုကြီးကိုယ်တိုင်ကျွန်တော်ပြောတာတကယ်စစ်ဖြစ်နေတဲ့လူ ਨੇ တယောက်မှမပါဘူးတဲ့အဲ့ဒီလူတွေအားလုံးကဥသိမ့်စိန်လက်ထက်ကထိုင်ရင်းစားရင်းတောက်ရင်းနဲ့အဲ့ဒီလိုပဲစကားပြောလာတာတဲ့ အရင်လူတချို့တာမပါတာပဲရှိတယ်တဲ့ဒီလူပဲတဲ့ဒီစကလုံးပဲတဲ့ right အဲ့ဒီမှာဘာပြောပြလိုက်လဲဆိုတော့သူတို့စီကထွက်လာပါ transition နဲ့ election နဲ့ဟိုအပြောင်းလဲဖြစ်မဲ့ election လို့တောင်ပြောတာနော်ဟိုစတုံးတာကတော့ကိုကိုကြီးလို့ထင်ပါတယ်ရဲဘော်ကိုကိုကြီးကိုလည်းပြောပြလိုက်ပါမယ် okay ရဲဘော်တုံးတာကိုတို့အနေနဲ့ရဲဘော်ရဲ့ရည်ရွယ်ချက်တွေတိုင်းပြည်ကို agent စီခြင်းနဲ့စိတ်တွေ ပြောတာဒါပေမဲ့ရဲဘော်တို့ကိုကိုကြီးတို့ဒီနေ့ဆွေးနွေးနေကြတဲ့ဥစ္စာအားလုံးစုပြီးတော့ဒုဗုံဘူးကြီးအဆင့်လောက်ကောင်ကိုဒုဗုံဘူးကြီးအဆင့်လောက်ကောင်ကိုတင်ပြပြီးအဲ့ဒီဒုဗုံဘူးကြီးကတော့အဖြေပြန်မပေးဘဲနဲ့ဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကိုတင်ပြပြီးတော့မဒါဒီဟာဘယ်ဒါအရေးပါတလဲဆိုတဲ့ဥစ္စာအဖြေထွက်မယ်တဲ့ဟုတ်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲဘိုးချုပ်မှုကြီးမင်းအောင်လိုင်လို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ရမ်းမပြောနဲ့ခင်ဗျားတို့ မအားလားမအေးလို့မအေးလို့မအားလားဆိုတော့နိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခမားခေါ်ထားတဲ့ခမားထောက်ပြထားတဲ့အချက်လက်တွေဟာတက်သေးဖြစ်လာတယ်နော်ခမားမအေးလို့မင်းအောင်လည်းတရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်နေနော်အတွင်းကန်ချုံထမိန်ချုံနေပြောလိုက်အောင်မယ်မင်းတို့တိုက်လို့ရတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက် ဟုတ်မလားဆိုတော့ဘုရားမူကြီးမင်းအောင်လှိုင်ကဘာပြောလဲဆိုတော့လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော်တန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူထားဆိုတော့ဟိုမသိလို့စဉ်းစားလိုက်ရင်ဘုရားမူကြီးမင်းအောင်လှိုင်ကိုဗမာတတိလုံးကမရင်းဝိုင်းချင်းနေတဲ့ပုံစံမျိုးပြောနေတာ तू ကအမှန်တော့ तू က လက်ရက်တွေတနက်တွေအင်အားတွေနဲ့မရင်းစားခြင်းငယ်ဒါကိုကျွန်တော်ပြောတာဆိုတော့ခင်ဗျားတို့ peace foreign ဟာရွေးကောက်ပွဲကိုတွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရင်ပြောရတယ်ခင်ဗျားတို့ peace foreign တောင်းဆိုရမှာကမြန်မာတပြည်လုံးမှာရှိနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံပေါင်းစုံအားလုံး ਨੇ ကြားပြအစိုးရတရား 辈子不落的。唔嘛，只看下步朝聪明人死咩，朝大牛聪明死咩，个青下步朝怪毛佬死咩，鸡牛广东人死咩，个鸭广东人死咩，青广东人死咩，个青广东人，喏，只看广东，做下广东，广东人吃米肉，大米肉吃米肉，细只那只个细嘢，吃米肉爱了喎，吃米肉绝别，好唔好？苏亚伊啲野股怪别料嘛？ ရွေးကောက်ပွဲကိုသွားရွေးကောက်ပွဲသွားဖို့ခင်ဗျားတို့စီစဉ်ရမှာဟုတ်မလားဒါခင်ဗျားတို့က peace for land လို့ပြောတာကိုခင်ဗျားတို့ peace for land ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်လန့်ရဲတော်တဲ့ကောင်နေယောဂါရနေတဲ့ကောင်နေဟိုတယ်မှာဖားတင်တဲ့အိတ်တဲ့ကောင်နေအရက်တွေရနေတဲ့ကောင်နေအခွင့်ရေးတွေပါမစ်တွေရနေတဲ့သူတွေဒါကို peace for land လို့ခင်ဗျားတို့ကပြောတာဗျာ ဟုတ်ပြီလားတကယ်ခမားတို့ peace ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားစရာကိုမလိုဘူးเนาะခမားတို့တတိမကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ် BBC ကအင်တာဗျူးတယ်ဟိုလူကအင်တာဗျူးတယ်ခမားတို့ပြောလိုက်တယ်เนาะလူတွေကဟုတ်နုံနုံဖြစ်နေတယ်တကယ်အစ်မှန်ကအခုဖြစ်နေတဲ့တိုင်းရင်သားခေါင်းဆောင်တွေအားလုံးကိုရအောင်ခမားတို့ထိတွေ့ပြီးတော့တိုင်းရင်သားအားလုံးနဲ့ခမားတို့အစိုးရတရားဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားတင် เนาะ General Federal Election လို့ကျွန်တော်နာမည်ပေးလိုက်မယ်เนาะအထွေတွေဟုတ်လား Federal ရွေးကောက်ပွဲကြီးလို့သွားမှာခင်ဗျားတို့အခုကခင်ဗျားတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်ဗျားတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်ဗျားတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်ဗျားတို့ကတန်တမန်အခင်းချင်းလေးပါလေးညာလေးနဲ့အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေထဲမှာတိုင်ရင်သာတယောက်မှမပါဘူးကျွန်တော်ကြည့်လိုက်တာ ခင်ဗျားတို့ဘယ်တိုင်းရင်းသားသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်ဗျားတို့ရဲ့ Peace Forum မှာယူပြီးတော့အားပါတရားတင်ပြနေတဲ့သတင်းဌာနမရှိဘူးခင်ဗျားတို့အဲ့လောက်ထိကိုအချင်းနေဆိုတာတိုင်းရင်းသားဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေခင်ဗျားတို့တတ်သိရှင်ဖိတ်လိုက်ပေါ့ပါမခင်ဗျားတို့သတင်းစာရှင်းလင်းပွဲလေဒီတိုင်းပဲလေလူ၁၀ရောက်လေမိုးဟိန်ပါမယ်လှရွှေပါမယ်ကြော်မျိုးမင်းပါမယ်အာကြော်စိုးဦးပါမယ်အဲ့လိုကောင်းနေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းပွဲလုပ်တိုင်းသာတင်းတော့တောင်းပါ 等于哪里？哥在周边哪里？等于哪里？啊，等于边头哪里？这有吗？那不老奥登加比了，那不老赵钱的孙子来说了，表啥吧？老的后表们，看哪路屁多安你俩没好过，看哪路硬逼了，看哪路朋友边有无多安你俩？OK，我没往下，把老赵钱的孙子来说了，阿哥阿来先哈，你们适当交友交表。Um, te 一肩膀面阿勒些，听说八杠万福，李老面又在门外吹皮了。我讲干，你讲干呢？不等神一下午来皮了，手也劈来得劲嘛。忘记说了，阿哥啊，看伢路肩膀面遇到过，天一也来添嘛。阿拉又佩服你老干净呢。看伢路外面拍麻将那边，那身上的全到不说，天一呢那么擦？喏，脚皮手也应该擦。 နော်ဂျားပြအစိုးရကြီးတရက်ကဖွဲ့ပြီးတော့မှဒီရွေးကောက်ပွဲကိုကျင်းပအောင်အဲ့ဒီအစိုးရဖွဲ့စည်းပုံကလည်းနော်အားလုံးလက်ခံနိုင်တဲ့နော်အားလုံးယုံကြည်နိုင်တဲ့အစိုးရကြီးအနေနဲ့ဖွဲ့ပြီးတော့မှရွေးကောက်ပွဲတစ်ခုသွားအောင်အခုကခင်ဗျားတို့ကပထမ election မှာခင်ဗျားတို့ကစောက်မဲမရဘူးစောက်အာဏာမရတော့ဘူးကျွန်တော်ပြောတာရိုင်းသွားရင်လေခွင့်လွတ်ဗျာဆိုတော့အဲ့ဒါခင်ဗျားတို့အာဏာသိမ်းလိုက်တယ်လက်နဲ့ ပြီးတော့ခင်ဗျားတို့ကရွေးကောက်ပွဲပြန်လုပ်မယ်ဟုတ်ခင်ဗျားခင်ဗျားတို့အဲ့ဒါအချိန်ချင်းတိုင်ပတ်နေတယ်လေအဲ့ဒါခင်ဗျားတို့ဂျက်အေးကိုသူ့မေရိုက်နေတာလေမဟုတ်လို့စက်ကူကတ်နေတာလေမြန်မာနိုင်ငံကြီးတတိုင်းပြည်လုံးမွေးသွားတယ်လေမြန်မာနိုင်ငံမှာခင်ဗျားကြိုက်တဲ့နေ့မွေးတနင်္လာမွေးမွေးအင်္ဂါမွေးမွေးတောက်ကြစနေတနင်္ဂနွေဗုဒ္ဓဟူးကြာသာပတိကြိုက်တာမွေးမွေးတာနဲ့ကြုံဖြစ်တယ်ဗျာပထမဆုံးဖြစ်တာစစ်ကြုံဒုတိယဖြစ်တာတရုတ်ကြုံတတိယဖြစ်တာနိုင်ငံတကာမှာသွားအလုပ်လုပ်ရမယ်နိုင်ငံပေါင်းစုံရဲ့ကြော့ မြန်မာနိုင်ငံမှာမွေးတဲ့မြ၊ကြုံဖြစ်သွားရတယ်ဗျာ။ဆိုတော့ကျွန်တော်ကဒါကိုတွေ့နေပြီလေ။ကျွန်တော်ပြောပြီလေ။ဆိုတော့ခင်ဗျားတို့ဘလောက်တောင်အချိန်နေသိုးတယ်လဲဆိုရင်စစ်ဘိုလ်ချုပ်တယ်မဟုတ်ဘူး။စစ်ဘိုလ်ချုပ်မိန်းမကိုဟိုအေကရစ်တွေမင်းဘရင်တွေလက်ထက်ကကိုပင်မိဖုရားတပါလို့စစ်တပ်ကြီးတခုတော့ကိုကိုရ။အမေရိကန်မှာအားမရှိဘူး။ဘယ်နိုင်ငံမှာမှမရှိဘူး။ရှိတာကမ္ဘောဒီးယားမှာရှိတယ်။ထိုင်းတော်မှာသူ့ဘိုလ်ချုပ်ကသူ့မိန်းမထုတ်မပြဘူး။ ူ့မိမတက်ရင်တည်းမှာဩဇာမညောင်းဘူးโอเคအခုကမင်းအောင်လိုက်ဆိုရင်မင်းအောင်လိုက်မိမမိဖုရားလို့ဘယ်ဟာကောင်းမှမှန်းလည်းမသိဘာဆောက်မျိုးရိုးမှန်းလည်းမသိသူရဲ့နောက်ခံဆွေစဉ်မျိုးဆက်တမိုင်းကြောင့်ဘာမှန်းလည်းမသိဟိုကောင်းလည်းတခါလေဘယင်ဝင်စားတယ်လို့လို့ဟာဒီကောင်မကလည်းဘယင်မဝင်စားတယ်လို့လို့ခင်ဗျားတို့ကဗဒီဒရစ်ကိုအခြေခံပြီးဆက်သွားနေတဲ့အတွက်ဘယ်တော့မှငြင်းငြိမ်းမရဘူး ဒီအချိန်မှာကျွန်တော်ဂိုရှယ်လေးတိတိကျကျပြောနိုင်တာကမင်းအောင်လှိုင်မင်းတိုင်ပင်နေတဲ့လူတွေငါအားလုံးတွေ့နေရတယ်။မင်းဘာလုပ်မှာလဲ။မင်းကကြီးရီလေးကကွယ်ရေးဦးစီးချုပ်ကနေမင်းတခုထပ်ရွှေ့လိုက်မယ်။မြန်မာနိုင်ငံစစ်သေးနာပဋိချုပ်နဲ့တံမရလုပ်မယ်လို့မင်းတို့